မင်္ဂလာပါရှင်ဒီနေ့အတူတကွာလေးလာဆန်စစ်တို့ကြိုးဆိုပါရယ်ရှေးခေဂရီမျိုးလေးတစ်မျိုးကယုံကြည်သူအုပ်စုငယ်လင်းတို့ရဲ့အသက်တာပွန်ဆန်ကြောက်လေပုံဝင်ခြင်းတစ်ခုလုံးကိုဘလို့များလွတ်ခတ်သွားစေခဲ့တယ်လဲဆိုတာအမ်စိတ်ဝင်စားစရာအကောင်းတယ်နော်ဒီနေ့တော့သက်တာလော်နဲ့ဩဝါဒစာပထမဆုံးအခန်းကြီးတစ်ထည့်ကိုဆင့်ပြီးတော့သူတို့ရဲ့ယုံကြည်ခြင်းမေတ္တာနဲ့မျောလင့်ခြင်းတွေက ဘလို့ပုံစံနဲ့အားကောင်းပြီးကုဆတ်ပြစ်နံတက်တဲ့တက်တဲ့ခံချက်ဖြစ်သွားခဲ့တယ်လဲဆိုတာအတူတူကြည့်ကြရအောင်ဒီဆွေးနွေးမှုအတွက်အဓိကအချက်လက်တွေကိုတော့ The Wise Believers မှာပြုစုပြင်ထားတော့အချက်လက်များဆိုတဲ့အရင်မြစ်ကနေရယူထားပါတယ်အဲ့ဒီတော့ဒီတက်တာလောနဲ့တာရီအောင်မြင်တဲ့ယုံကြည်သူအတိုင်းဝိုင်းဖြစ်ထရတဲ့လျော့ပချက်ကိုအတူတူရှာဖွေကြည့်ကြရအောင်အခန်းကြီးရဲ့အစပိုင်းမှာရှင်ပေါလုနဲ့သူ့ရဲ့ Love for Song ဖက်တီကအမ်တီလွာနုနဲ့တီမောသေးတို့ပေါ့ သက်သက်လောနစ်မျိုးကအသင်းတော်အတွက်ဖျားသခင်ကိုမြဲကျေးဇူးတင်ကြောင်းစူတောင်းတိုင်းသူတို့ကိုတတိယကြောင်းဖော်ပြထားတယ်။ဒီတော့ ठी အလေးနဲ့ကျေးဇူးတင်နေရတဲ့နောက်ွယ်ကအကြောင်းရင်းကဘာများချင်နိုင်မလဲ။ဟုတ်ကဲ့။အရင်မြတ်မှာလည်းအလေးပေးထားတယ်လို့ပဲဗျ။ရှင်ဘောလူတို့ကျေးဇူးတင်ရတဲ့အဓိကအချက်၃ချက်ကိုသူကတိတိကျကျဖော်ပြထားတယ်။ပထမတစ်ခုကတင့်တို့ရုံကြည်ခြင်းနဲ့ဆိုင်သောအကျင့်နဲ့အကျင့်ဆိုရကလက်ကွေလောက်ဆောင်မလားဟုတ်တယ် ဆိုလိုတာကသူတို့ရဲ့ယုံကြည်မှုဆိုတာက ခေါင်းထဲမှာပဲရှိတဲ့အသွေးခေါ်တက်တက်မဟုတ်ဘူးအဖြစ်မှမြင်တာတဲ့လက်တွေ့ကြတဲ့လှုပ်ဆောင်ချက်တွေအဖြစ်ထွက်ပေါ်နေတာကိုဆိုလိုတာဟွန်းယုံကြည်တယ်လို့ပါစပ်ကပြောနေရုံမဟုတ်ပဲအသက်တာနဲ့တက်တည်ပြနေတာမျိုးပေါ့ဒါကစိတ်ဝင်စားဖို့ကောင်းတယ်နော်ယုံကြည်ခြင်းကိုအလုံးနဲ့ပြတယ်ဆိုတာအမ်ဥပမာလေးပြောပြလို့ရမလားဘယ်လိုမျိုးဖြစ်နိုင်မလဲကောင်းပြီလေဥပမာအနေနဲ့ပြောရရင်အဲ့ဒီခစ်ကတက်တာလုံးလေးမျိုးဆိုတာ ယောမအင်ပါယာရဲ့အရေးပါတဲ့စိတ်ကဲမျိုးကုံတော်ရေးပေါ်ဟုတ်ချက်မလို့ဖြစ်နေတော့ဘာသာတရားပေါင်းစုရုပ်တုကိုယ်ကွယ်မှုတွေအများကြီးရှိခဲ့တဲ့နေရာပေါ့ဟုတ်ကဲ့အဲ့ဒီနောက်ခံငယ်နေမှာသူတို့လုံးဝပြောင်းလဲပြီးအသက်ရှင်တဲ့ဖီးယားကိုကိုးကွယ်လာကြတယ်အရင်ကသူတို့ဘဝရဲ့အစိတ်ပိုင်းဖြစ်ခဲ့တဲ့ရုပ်တုကိုယ်ကွယ်မှု အလေးထက်တွေကို လုံးလုံးစွန့်ပယ်လိုက်ကြတယ်ဒါဟာသူတို့ရဲ့ယုံကြည်ခြင်းကနေထွက်ပေါ်လာတဲ့အလုံးကြီးမားတဲ့လက်တွေအပြောင်းလဲဒါမှမဟုတ်အจิตတစ်ခုပဲဗျာ ဟာလူမှုအတိုင်းဝိုင်းနဲ့ယဉ်ကျေးမှုအရာအမြင့်တွယ်နေတဲ့အရာတွေကိုစွန့်လွတ်ရဲတာကိုဆိုလိုတာကိုဟုတ်ပြီဒုတိယချီးမွမ်းချက်ကတော့ပါလေဒုတိယကတော့ချစ်ချင်းမေတ္တာနဲ့ဆိုင်တော့စ조사အားထုတ်ခြင်းပါသူတို့ရဲ့မေတ္တာကအပြောတတ်တဲ့ခံစားချက်တတ်တဲ့မဟုတ်ဘူးတယောက်နဲ့တယောက်ဒါမှမဟုတ်သူတို့အတိုင်းဝိုင်းတွေကလူအပ်နေသူတွေအတွက်တကယ်ကိုပင်မမှန်စ조사ပြီးလှုပ်ဆောင်ပေးကြတာကိုဆိုလိုတယ်အင်းပင်မခံပြီးလှုပ်ပေးတာဟုတ်တယ် ဒီနေရာကကြိုးစားအားထုတ်မှုဆိုတာအပေါ်ယံစကားပြောတာမဟုတ်ဘူးတယောက်ယောက်ဒုက္ခရောက်နေအဆင်ပြေပါစေလို့ဆုတောင်းပေးုံတည်းမဟုတ်ပဲကိုယ်တိုင်ချိန်ပေးငွေအားသုံးကူညီပံ့ပိုးပေးတာမျိုးတကယ်လက်တွေ့ပင်မှန်ကန်ပြီးလုပ်ပေးတဲ့မေတ္တာမျိုးကိုဆိုလိုတာစေရောကိုပါနှစ်တွီးလှောက်ဆောင်တဲ့အနစ်နာခံမှုပါတဲ့မေတ္တာပေါ့နော်အတိအကျပဲဗျာအဲ့လိုမျိုးမေတ္တာတတိယအချက်ကပိုပြီးအတွင်းပိုင်းဆံမလားမျိုးလင့်ခြင်းအကြောင်းဆိုတော့လေဟုတ်တယ်တတိယအချက်က ငါတို့သခင်ယေရှုခရစ်တော်ကိုမျှော်လင့်ခြင်းနဲ့ဆိုင်တော်တည်ရှိခြင်းနဲ့ဒါကသူတို့ရဲ့အနာဂတ်အပေါ်ထားရှိတဲ့ခိုင်မာတဲ့မျှော်လင့်ချက်ပဲသခင်ယေရှုပြန်ကြွလာမယ်ဖိယသခင်ရဲ့ဂရီတော်တွေပြည့်စုံလာမယ်ဆိုတဲ့မျှော်လင့်ချက်ကြောင်းလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေစိညာဒုက္ခတွေကြားမှာသူတို့စိတ်တမကြပဲခိုင်ခိုင်မာမာယက်တည်နိုင်ခဲ့ကြတယ်အချင်းနေဒီဘလိုပဲဖြစ်ဖြစ်ရင်းရိုင်မသွားဘူးဆိုတဲ့သဘောပေါ့နော်မှန်ပါတယ်လောကရဲ့အချင်းနေဒီဘလိုပဲဖြစ်နေပါစေ သူတို့ရဲ့မျောလင့်ချက်တာရင်းရိုက်မသွားဘူးဒီလိုလက်တွေ့ကြတဲ့ယုံကြည်ခြင်းအနစ်နာခံတဲ့မေတ္တာနဲ့မတုံ့လုတ်တဲ့မျောလင့်ချက်ဒီသုံးခုပေါင်းဆက်ပြီးသူတို့ရဲ့အတ္တကိုထူးခြားစေခဲ့လို့ရှင်ပေါလုကသူတို့ကိုထူးတလဲချီးမွမ်းပြီးဂျေစုတင်နေတာပါဒီသုံးခုကတသက်စီမဟုတ်ပဲတစ်ခုနဲ့တစ်ခုအပြန်အလှန်အားဖြည့်ပေးနေတဲ့သဘောမျိုးပဲနော်ဟုတ်တယ်ဟုတ်တယ်ဒီလိုခိုင်မာတဲ့အတ္တမျိုးဖြစ်လာဘူး သူတို့ကသတင်းကောင်းကိုဘယ်လိုလက်ခံခဲ့ကြလို့လဲရှင်ပေါလုကသူတို့ဟာဖျားသခင်ရွေးကောက်ထားသူတွေဖြစ်ကြောင်းသိတယ်သူဟောတဲ့သတင်းကောင်းကစကလုံးတက်တက်ပဲမဟုတ်ဘူးလို့ပြောတယ်ဒီချက်ကနည်းနည်းလေးနည်းနည်းလေးပဲဟုတ်ပါတယ်ဒါကသတင်းကောင်းရဲ့သဘောဝါကို နားလည်ဖို့အရေးကြီးတဲ့ချက်ပဲကျမ်းပိုင်နောက်မှာဖော်ပြထားတာကသတင်းကောင်းဟာ စကတက်တက်အဖြစ်သာတင်းတို့စီတို့ရောက်ဒီမဟုတ်တန်ခိုးတော့ တန်ရှင်သောဝိညာဉ်တော်ခိုင်မာသောယုံကြည်စိတ်အားဖြင့်လည်းရောက်ပေ၏လို့ဆိုတယ်။ဆိုလိုတာက A1 ကလေးတရားဆိုတာလူဉာဏ်ပညာစကလုံးလတ်လတ်လေးတွေနဲ့တင်းဆက်တာတဲ့အများကြီးပုံနဲ့ဆိုင်တယ်ဗျာ။ဖျားတခင်တန်ခိုးတော်ပါဝင်လောက်ဆောင်မှုဝိညာဉ်တော်ရဲ့တွင်ပိုင်းကတက်တဲ့ခါမှုပြီးတော့နားထောင်သူတွေရဲ့စိတ်ထဲမှာအခိုင်မာဆွေးမြဲတော်တဲ့ယုံကြည်မှုတွေဟုတ်ကဲ့ဒီအရာတွေအားလုံးပေါင်းဆက်ပြီးမှသူတို့ရဲ့အတက်တာကိုနက်နက်ရှိုင်းရှိုင်းထိတွေ့ပြောင်းလဲစေခဲ့တာတကယ်ကိုအတွင်းပိုင်းကနေစတင်တဲ့အတွင်းပြောင်းလဲမှုမျိုးဖြစ်မယ် ဒါပေမဲ့အဲ့ဒီပြောင်းလဲလဲကအေးချမ်းချမ်းတော့ဖြစ်ခဲ့ဖို့မရဘူးနော်အတိအကျပဲအဲ့ဒါနောက်ခတ်စိတ်ဝင်စားစရာချက်ပဲသူတို့ကရှင်ပေါလုရောဖွယ်နေသခင်ယေရှုကို အတူယူတော်သူ ဖြစ်လာခဲ့ကြတယ်ဟုတ်ကဲ့ဒါပေမဲ့အရေးကြီးဆုံးကဘလို့အချိန်တွေမှာ အတူယူလက်ခံခဲ့ကြတယ်လဲဆိုတာပဲကျမ်းစာက ပြောတာက များစွာသောဆင်းရဲဒုက္ခကိုခံရက်တယ်အင်းဒုက္ခတွေကြားကနေဟုတ်တယ် ါပေမဲ့အဲ့ဒီဒုက္ခတွေကြားကနေတန်ရှင်တို့ဝိညာဉ်တော်ဤဝမ်းမြောက်ခြင်းနဲ့တကွနှုတ်ကပတရားတော်ကိုခံယူကြတယ်လို့ဆိုတယ်။စိရဒုက္ခကြားကဝမ်းမြောက်ခြင်းဆိုတာတာမန်အတွင်းနဲ့ဆိုရင် နားလည်ရနေနဲ့ခတ်တယ်လို့ပဲ။အဲ့ဒီခေတ်ကဖိအားတွေစန့်ကျင်မှုတွေကဘလောက်တောင်ပြင်းထန်ခဲ့လို့လဲအဲ့ဒါကိုကြော်ပြီးဘလို့ပြောနိုင်ခဲ့ကြတာလဲ။ကောင်းတယ်မြေကုန်းပါပဲ။အဲ့ဒီခေတ်ကယောမအုပ်ချုပ်မှုအောက်မှာခရစ်ယာန်ဘာသာဝင်အသစ်တရားလူမှုရေးစီးပွားရေးဘာသာရေးအရာဖြစ်အားမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရတယ်ဗျာ။ မိသားစုကပစ်ပယ်ရတော့အလုတ်ကင်မှာခွဲခြားဆက်ဆံခံရတော့လူအများကြီးကဲ့ရဲ့ပစ်တင်တာတွေကြုံရနိုင်တယ်။ဟုတ်ကဲ့။ဒါပြန်တက်တာလောင်းနေမှာဆိုရင်ရှင်ပေါ့လို့ခေါ်ပြောတော့ကလည်းပစ်ကမာတွေရှိခဲ့တယ်လေ။အဲ့ဒီလိုအခြေအနေတွေဆုံးရှုံးနိုင်ကြတဲ့ရှိနေတဲ့ကြားကမှယုံကြည်ခြင်းကိုလက်ခံရရတယ်ဆိုတာကတပိုင်။ဟုတ်။လက်ခံပြီးတဲ့အခါကြုံလာတဲ့အခက်အခဲတွေကြားမှာစိတ်တက်ကြ ယုံကြည်ခြင်းရိုင်နဲ့မတွားပဲဝိညာဉ်တော်ပေးတဲ့အသွင်းပိုင်းကလာတဲ့ဝမ်းမြောက်ခြင်းနဲ့ယက်တီနိုင်ခဲ့တယ်ဆိုတာကသူတို့ယုံကြည်ခြင်းဟာအပေါ်ရာမဟုတ်ဘူးစစ်မှန်တယ်ဆိုတဲ့အခိုင်အမာဆုံးတတ်တည်ပဲလူတဘာဝရာဖြစ်တဲ့ပျော်ရွှင်မှုမျိုးထက်ပိုနဲ့ဆိုင်တဲ့တဘောပေါ့ဟုတ်ပါတယ်ဘုရားတစ်ခင်စီကလာတဲ့ဝမ်းမြောက်ခြင်းမျိုးဖြစ်မယ်လို့နားလဲရတယ်ဗျာဒီလိုတွေ့ကြုံမျိုးကသူတို့ကိုပိုပြီးခိုင်မာစေခဲ့မှာပဲနော်အဲ့ဒီနောက်မှာသူတို့ကိုယ်တိုင်ကတခြားလူတွေအတွက်ဆက်နမူနာဖြစ်လာခဲ့တယ်လို့ဆိုတယ်သူတို့ရဲ့တည်င်း သူတို့ရဲ့အတ္တပုံစံကဘလောက်ထိကြဲကြဲပြန့်ပြန့်လူတိများသွားခဲ့ရလဲသူတို့ရဲ့တက်တည်ခန့်ချက်ကတကယ်ကိုအာကောင်းခဲ့တယ်။ကျန်းစာမှာခေါ်ပြထားတာကသူတို့ဟာမကေဒိုနီပြည်အခါရပြည်နဲ့ရှိတော့ယုံကြည်သူအပေါင်းတို့အားပုံတက်တည်ဖြစ်လာခဲ့တယ်တဲ့။မကေဒိုနီနဲ့အခါရအဲ့ဒါဂရိပြည်ရဲ့အဓိကဒေသကြီးရေနော်။ဟုတ်ပါတယ်။အဲ့ခေတ်ကဂရိပြည်ရဲ့အဓိကဒေသကြီးနှစ်ခုပေါ့။ဒါတည်းမကဟုသူတို့ရဲ့ဖျားသခင်ကိုယုံကြည်ခြင်းအကြောင်းအရာဒီ ထိုပြည်များ၌သာကြော်စောသည်မဟုတ်ရေရကျွ၌ကြော်စောတယ်လို့ဆိုထားတယ်အရရမှာကြော်စောတယ်ဆိုတာကထုတ်တယ်နေရာတိုင်း every place ဆိုတဲ့စကားလုံးကိုတုံးထားတာက အလွန်အဓိပ္ပာယ်ရှိတယ်နေရာတိုင်းကိုပြန်သွားတယ်ဆိုတော့အဲ့ဒီခက်ကတရင်ချက်လက်ပြန်နှံ့မှုဒီလောက်ခက်ခဲတဲ့အချိန်မှာသူတို့အကြောင်းကဘလို့လောင်လူပြိုးများခဲ့ရတာလဲတကယ်ကိုအန်သောစရာပဲဒါကရှင်ဘောလူတို့ဖွဲ့ကသူတို့အကြောင်းတကူးတကထပ်ပြောပြစရာမလိုလောင်အောင်ဖြစ်သွားတယ်ဆိုတဲ့သဘောလားအတိအကျပဲ ရှင်ပေါ်လူတို့ဖွဲ့နောက်တနေရာတစ်ခုကိုသွားတဲ့အခါတတလုံးနေကယုံကြည်သူတွေအကောင်ကြားဘူးကြလာလို့မိတ်ဆက်ပေးစရာမလိုတော့ဘူးလူတွေကကြိုတိနေကြပြီသူတို့အကြောင်းကိုလူတွေပြောဆိုနေကြပြီအင်းဒါဟာအလွန်အားကောင်းတဲ့ချက်ပင်ဘာကြောင့်လဲဆိုတော့ဒါဟာတမန်တကာလုံယူထားတဲ့ကြောင့်냐မဟုတ်ဘူးသူတို့ရဲ့အတ္တအပြောင်းလဲကိုယ်တိုင်ကအတန်အခြေဆုံးတရင်စကားထင်နေလို့ပဲလူတွေကသူတို့အကြောင်းဘာတွေကိုအထူးကပြောဆိုနေကြတာလဲ သူတို့ရဲ့ဘီလိုအပြောင်းလဲတွေကဒီလောက်ထိထင်ရှားပေါ်လွင်ခဲ့တာလဲအရင်မြန်မာအတိကအချက်နှစ်ချက်ကိုထုတ်ပြထားတယ်ဗျလူတွေတည်နေကြတဲ့ပြောဆိုနေကြတဲ့အချက်တွေပေါ့ပထမချက်ကသူတို့ဟာအပေသို့ယုတ်သူစင်သူတို့ကိုစွန့်ပယ်ကြီးအသက်ရှင်တော်မူသောစစ်မှန်တော်ဖျားသခင်၏အမှုတော်ကိုဆောင်ရအံ့တော်ကဖျားသခင်ထံတော်သို့ပြောင်းလဲကြတယ်ဆိုတာပဲ။ဩဆောစောကပြောခဲ့တယ်လို့ပဲနော်ယုတ်သူတွေကိုစွန့်တာ။ဟုတ်တယ်။အရင်က ကိုးကွယ်ခဲ့တဲ့အရာတွေကိုလုံးဝစွန့်ပယ်ပြီးတဆူရီတို့စစ်မှန်တဲ့ဖရားကိုရှာတွေ့အစေခံတယ်ဆိုရကသူတို့ပဝန်းကျင်အတွက်အလွန်ကြီးမားတဲ့မင်နာတဲ့အပြောင်းလဲပဲဒါဟာသူတို့ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်ပဲဒီအချက်ကသူတို့ရဲ့အတိတ်နဲ့ပစ္စုပန်ကြားကကြွားချမှုကိုပြတယ်ဆိုပါတော့ဒုတိယအချက်ကရော သူတို့ရဲ့အနာဂတ်ကိုမျှော်ကြည့်တဲ့အပိုင်းလားမှန်ပါတယ်ဒုတိယအချက်ကသူတို့ဟာဖျားသခင်သည်တည်ခြင်းမှာထမြောက်စေတော်မူသောတာတော် ယခုဖြစ်လက်တန့်သောအမျက်တော်ဖေးမှာငါတို့ကိုကယ်နုတော်မူသောသခင်ယေရှုသည် ကောင်းကင်ဘုံမှကြွလာတော်မူမည်ဟုတင်တို့သည်အဘယ်သို့မျောလင်းလျက်နေကြသည်သရာကိုလူတွေသိနေကြတာပဲ။ဟွန်းသူတို့မျောလင့်နေတာကိုလူတွေကသိနေတာ။ဟုတ်တယ်။ဒီချက်ကသူတို့ရဲ့အတ္တတာမှာ အနာဂတ်အတွက်ခိုင်မာတဲ့မျောလင့်ချက်ရှိနေတယ်။အဲ့ဒီမျောလင့်ချက်ကသူတို့ရဲ့လက်ရှိအသက်ရှင်နေထိုင်ဘုံကိုလွှမ်းမိုးနေတယ်ဆိုတာကိုပြတယ်။သူတို့ဟာ ဒီလောကရဲ့အရာတွေအတွက်ပဲအသက်ရှင်နေတာမဟုတ်ဘူးခရစ်တော်ပြန်ကြွလာမယ့်အချိန်ကိုအလင်းနဲ့စောင့်မျှော်ရင်အသက်ရှင်နေကြတယ်ဒီလိုလူသိရှင်ကြားဖြစ်နေတဲ့သူတို့ရဲ့အသက်တာပြောင်းလဲမှုဆိုလိုတာကအတိတ်ကအရာတွေကိုအပြတ်စွန့်တာရယ်ပြီးတော့အနာဂတ်ကို မျှော်ကြည့်ခြင်းအဲ့ဒါဟာသူတို့ဘာကိုယုံကြည်တယ်ဘယ်သူကိုစောင့်မျှော်နေတယ်ဆိုတာကိုပုံဝင်ခြင်းကလူတွေအာလုံးသိမြင်နေစေတဲ့အလွန်အားကောင်းတဲ့တတ်တဲ့ခံချက်ထိခဲ့တယ်ဗျာတကယ်ပဲသူတို့ရဲ့အတက်ရှင်နေထိုင်မှုပုံစံတစ်ခုလုံးကသူတို့ယုံကြည်တဲ့တရင်စကားကို အတန်တိတ်ဟော့ပြောင်းနေသလိုပါပဲနော်။ကောက်ပြီးဒီအခန်းကြီးတစ်ခုလုံးကိုခြုံငုံပြီးပြန်ကြည့်ရအောင်။အရင်အမြင်မှာဖော်ပြထားတဲ့အဓိကစင်တင်စရာချက်တွေကိုပြန်ကောက်နှွေရရင်ဘာလို့ဖြစ်မလဲ။ပထမဆုံးကတော့ခရိယန်အတ္တရဲ့အခြေခံဥမျက်ဆုံးကိုဖြစ်တဲ့ယုံကြည်ခြင်း faith ချစ်ခြင်းမေတ္တာ love နဲ့မျှော်လင့်ချက် hope တို့ရဲ့အရေးပါမှုပဲ။ဟုတ်ပါတယ်။ဒီသုံးခုကတီးခြားစီ မဟုတ်ပဲတစ်ခုနဲ့တစ်ခုအပြန်အလှန်ချိတ်ဆက်အားဖြစ်နေကြတယ်ဆိုတာပဲ။ ယုံကြည်ခြင်းကလက်တွေ့လှုပ်ဆောင်မှုကိုဖြစ်စေတဲ့ချစ်ချင်းမေတ္တာကတန်ဖိုးရှိတဲ့ကြိုးစားအားထုတ်မှုအနစ်နာခံမှုကိုဖြစ်စေတဲ့မျောလင့်ချက်ကဘယ်လိုချင်းနေမှမဆိုခံနိုင်ရရှိမှုတည်ကြည်မှုကိုဖြစ်စေတယ်။ဟွန်းတီတွန်းဟုညီညွတ်မြတ်တာစွာရှိနေခြင်းကတက်ကြွပြီးအတိတ်ဝင်တဲ့ဝိညာဉ်ရဲ့အထက်တားရဲ့လက္ခဏာပဲတခုခုအားနဲ့သွားရင်ဟန်ချက်ဖြစ်သွားနိုင်တယ်ပေါ့။အဲ့ဒီအချက်ကစိတ်ဝင်စားဖို့ကောင်းတယ်။ ဆိုရတာကဒီ၃ခုထဲကတစ်ခုခုကိုပဲအားစိုက်ပြီးဂျန်ဒါရီရောက်သွားရင်အသက်တာကတဖဆွန်းရောက်သွားနိုင်တယ်ပေါ့ဥပမာယုံကြည်ခြင်းအလုပ်ပဲလုပ်ပြီးမေတ္တာနဲ့မျောလင့်ချက်နေတော့ရင်ဘယ်လိုဖြစ်သွားနိုင်မလဲအဲဖြစ်နိုင်တာကတော့အလုပ်တွေအများကြီးလုပ်နေပြီးမဲ့အထဲမှာခက်ထန်နေတာတခြားသူတွေပေါ်ကရုဏာနဲ့ပါတာမျိုးဖြစ်နိုင်တယ်ဗျဒါမှမဟုတ်မျောလင့်ချက်တိတ်မရှိတော့ရင်လက်ရှိခက်ခဲကြီးကိုရင်ဆိုင်ဖို့ခွန်အားနေတော့နိုင်တယ်အဲ့ဒါကြောင့်ဒီ၃ခုမျှတဖို့လိုအပ်တယ် နောက်ထပ်စင်ကျင်စရာတစ်ခုကတော့ကိုယ့်ရဲ့ယုံကြည်မှုနဲ့လိုရက်တွေကတခြားသူတွေစီတရင်ကောင်းကိုလက်ဆင့်ကမ်းနေရလားဆိုတဲ့လက်တွေ့သက်တည်ခံခြင်းရဲ့တန်ဖိုးကိုအသက်တာကစကလုံးတွေထပ်ပိုကျေလောင်တဲ့သက်တည်ဖြစ်နေဘူးလို့လည်းဆိုတဲ့အချက်ပေါ့သက်တာလုံးတွေသွားတဲ့အသက်တာကဒီအချက်ကအကောင်းဆုံးဥမာပေးနေတယ်လို့ပြောလို့ရမယ်အတိအကျပဲသူတို့တွေပြောင်းလဲမှုကတမင်တကာစူးစမ်းပြီးသက်တည်ခံနေစရာမလိုပဲပဝင်းကျင်ကိုသဘာဝအတိုင်းတည်အောင်မှုရှိစေခဲ့တယ်ဒါကလူသူချင်းစီရဲ့အသက်တာတမကား အတိုင်းဝိုင်းတစ်ခုလုံးအတင်းတော်တစ်ခုလုံးရဲ့စုပေါင်းအသက်တာကဘလို့အားကောင်းတဲ့တနည်းစကားဖြစ်စေနိုင်တယ်ဆိုတာကိုပြနေတယ်။သူတို့ရဲ့စံတမူနာကတူးချင်းကိုသာမက အခြားတင်းတော်တွေကိုပါအပင်မှုဖြစ်စေခဲ့တယ်။ဟုတ်ကဲ့ဒီနေ့ခေလူမှုကွန်ရက်ပေါ်ကအပေါ်ယံဆက်ချံရေးတွေလိုက်တင်နေပြည့်နေတဲ့လောကနဲ့ဆက်လိုက်ရင်လေသူတို့ချစ်ချင်းမေတ္တာနဲ့ဆိုင်တဲ့ကျူးစာအထုမှုတကယ်ပင်မခံပြီးလောက်ဆောင်ပြီးတဲ့မေတ္တာမျိုးကတော်တော်လေးကွာခြားနေတာတွေ့ရတယ်။ဒါကဒီနေ့ကျွန်တော်တို့အတွက်ဘာတင်စကားပေးနိုင်မလဲ။ ဒါကစဉ်းစားစရာအချက်ကောင်းတစ်ခုပဲဒီနေ့ခင်မှာစစ်မှန်တဲ့အနစ်နာခံတဲ့မေတ္တာမျိုးက ပိုပြီးတန်ဖိုးရှိလာသလိုပိုပြီးထင်ရှားပေါ်လွင်နိုင်တယ်ဗျာအတူအယောင်လေးများပြလာလေးစစ်မှန်တဲ့အရာရဲ့တန်ဖိုးကပိုတက်လာလေးပဲတတလေးနော်သားဒီမေတ္တာကသူတို့အတိုင်းဝိုင်းကိုခိုင်မြဲစေသလိုအခင်လူတွေအတွက်လည်းဆွဲဆောင်မှုတစ်ခုထည့်ခဲ့နိုင်တယ်နောက်ဆုံးစင်စင်စရာအချက်ကတော့ အနာဂတ်ကိုမျှော်ကြည့်တဲ့အပိုင်းနဲ့ဆိုင်မယ်နော်။သခင်ယေရှုပြန်ကြွလာမှာကိုအမြဲတမ်းမျှော်လင့်ဆောင်ဆိုင်နေတဲ့အတ္တတပုံစံ။ဒါကလက်ရှိအသက်ရှင်နေထိုင်ပုံကိုလမ်းညွှန်ပေးတဲ့ဥစ္စာပေးမှုတွေကိုပြောင်းလဲစေတဲ့အချက်ဖြစ်မယ်။ဟုတ်ပါတယ်။ဒီချက်ကအဲ့ဒီခေတ်ကတက်တာလောနဲ့ယုံကြည်သူတွေအတွက်တမကဒီနေ့ခေတ်အတွက်လည်းအလွန်အရေးကြီးနေဆဲပါ။ခရစ်တော်ပြန်ကြွားလာမယ်ဆိုလဲမျှော်လင့်ချက်ကသူတို့ကိုလောကရဲ့ထွေးဆောင်မှုတွေဖျားရီကြောင်းမှခိုင်မြဲစေခဲ့တယ် ရုပ်တုခုခွဲချင်းလို့အရာတွေကိုဆွလွတ်ဖို့ခွန်အားပေးခဲ့တယ်။သူတို့ရဲ့ဦးစားပေးမှုတွေတမှုထားမှုတွေကိုပုံသွင်းပေးခဲ့တယ်။အနာဂတ်အတွက်ခိုင်မာတဲ့မျိုးလင်းချက်ရှိနေတဲ့အခါပစ္စုပန်မှာကြုံတွေ့ရတဲ့အခက်အခဲတွေကရောက်ရည်သဘောဆောင်သွားပြီးသာဝရတည်မြဲမယ့်အရာတွေပေါ်မှာပိုပြီးအာရုံစိုက်လာစေတယ်။ဟုတ်ကဲ့။ဒါကြောင့်သူတို့ရဲ့အသက်တာကထူးခြားပြီးပတ်ဝန်းကျင်အတွက်စံနမူနာတက်တည်ဖြစ်ခဲ့တာပါ။အစွမ်းထက်တဲ့တက်တည်ခံချက်ဖြစ်စေခဲ့တယ်လဲဆိုတာကိုလေ့လာခဲ့ကြရတယ်။ သူတို့ရဲ့တက်တာကတကယ်ပဲအတူယူစရာကောင်းလာပါတယ်ရှင်။ဟုတ်ကဲ့။ဒီဆွေးနွေးမှုကိုအဆုံးမသက်ခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်ဗျာ။အရေးအမြစ်မှာဖော်ပြထားတဲ့သခင်ယေရှုကြွလာခြင်းကိုစောင့်မျှော်ခြင်းဆိုတဲ့အချက်ပေါ်အခြေခံပြီးစဉ်းစားကြည့်ရအောင်။တက်တလုံးနေသားတွေဟာခရစ်တော်ရဲ့ပြန်ကြွလာခြင်းကိုတကယ်ပဲမျှော်လင့်တကြီးအသက်အနေထားနဲ့စောင့်စားခဲ့ကြတယ်။ဒီနေ့ခေတ်မှာရော တူချင်းဖြစ်စေအတိုင်းဝိုင်းတစ်ခုအနေနဲ့ဖြစ်စေအဲ့လိုတက်ကြွတဲ့စောင့်မျှော်မှုအသင့်ဖြစ်နေမှုမျိုးနဲ့အသက်ရှင်နေထိုင်ကြမယ်ဆိုရင်အဲ့ဒီစောင့်မျှော်ခြင်းကလက်ရှိကျွန်တော်တို့ရဲ့နေစဉ်ဘဝဆုံးဖြတ်ချက်တွေဦးစားပေးမှုတွေပတ်ဝန်းကျင်လောကနဲ့ဆက်ဆံမှုအပြာလန်တွန့်ပြန်မှုတွေအပေါ်မှာဘလို့လက်တွေ့ကြတဲ့တက်ရောက်မှုတွေရှိလာနိုင်မလဲဒါကိုဆက်လက်စဉ်းစားဆင်ခြင်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာ